အားလုံးမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ငဖဲတုပ်လေးတုပ်ဆာမှာဖြစ်ပါလေရှင်ဖဲကိုအရင်ဆုံးချင်းချက်သွန်ဖြူလေးနဲ့အရင်ထောင်းလိုက်ပါလေရှင်ပြီးတော့ငဖဲကို အပြားပြားလေးတွေရအောင်အရင်လုံးလိုက်ပါလေရှင်ပြီးတာနဲ့စီတဲ့ကိုထည့်ပြီးတော့ကြော်လိုက်ပါလေရှင်ငါဖယ်လေးတွေကြော်တဲ့နေရာမှာရဲရဲလေးတွေဖြစ်လာပြီဆိုရင်တော့ဆယ်ထားလိုက်ပါတယ်ရှင်။ ကြော်ပြီးသားရလာတဲ့ငဖက်လေးတွေကိုတော့ညှက်ထားလိုက်ပါတော့တယ်ရှင်။နောက်ထပ်ငဖက်တောက်ထဲကိုထဲမဲ့ပါဝင်ပစ္စည်းလေးတွေကတော့ခါကျဲဥရဲ့ငေဥသီးစိမ့်ရဲ့ကျက်သွန်းနေရဲ့ဖြစ်ပါတယ်ရှင်။ခါကျဲဥလေးတွေကိုတော့ဂျယ်လေးနဲ့ချစ်ထားလိုက်ပါတယ်ရှင် ပြီးတော့ခါကျတော့ကျက်သွန်းလေးတွေကိုပပတိထားလိုက်ပါတယ်ရှင်ပြီးတော့ငေဥသီးစိမ့်လေးကိုလည်းညှက်ထားလိုက်ပါတယ်ရှင် နာနာမည်ကြိုက်တဲ့လူတွေကတော့နာနာမည်ထည့်ပေါ့နော်မကြိုက်တဲ့လူတွေကတော့မထည့်လဲရပါလေရှင်နာနာမည်လေးကိုလည်းတေချာလေးညှက်ထားလိုက်ပါလေရှင်ကောင်းတော့ဆင်းသင့်ပြင်ပြီဆိုတော့ငဖယ်လေးစားတော့ပါတော့မရှင်ငဖယ်တုံးလေးတဲ့ကိုပဲမုံလေးလည်းထည့်ပါမယ်။တမ်းမြာသီးလေးတစ်ချမ်းလည်းထည့်ပါလေရှင်။စီလေးကိုမှုရအောင်လို့ဆိုပြီးတော့စီချက်လေးချက်လိုက်ပါလေရှင်။ဒါရေးပြင်ဆင်ပြီဆိုရင်တော့ငဖယ်တုံးလေးစားတော့လိုက်ပါတော့လေရှင်။ ။လိုအပ်တဲ့စာရင်းညွှန်မှုတွေလည်းကုန်ထည့်ပေးပါပြီရှင်။ဒါဆိုရင်တော့ပြီးပြည့်စုံတဲ့ငဖယ်သုံးလေးတစ်ပွဲရရှိသွားပါပြီဖြစ်ပါလေရှင်။နောက်ထပ်ဟင်းလေးလေးတစ်ခုကတော့ခရမ်းသီးကြောက်လေးချက်စားမှဖြစ်ပါလေရှင်။ခရမ်းသီးကြောက်လေးကိုရေ3မိနစ်ခန့်လောက်စိမ်ထားလိုက်ပါလေရှင်။စင်ထားတာလေးပွားလာပြီဆိုရင်တော့ရေလေးစစ်ထားလိုက်ပါတယ်ရှင်။ပြီးတော့ကျက်သွန်ဖြူကျက်သွန်လေးနဲ့ငပီလေးနဲ့နဲ့ထည့်ပြီးတော့စီတက်လိုက်ပါတော့တယ်ရှင်။စီတက်ပြီဆိုရင်တော့ခရမ်းသီးကြောက်လေးထည့်လိုက်ပါတော့တယ်ရှင်။ ခင်းသေးကြောင်လေးတွေနူးလောင်အောင်တော့ရေလေးနဲ့နဲ့ထည့်လိုက်ပါရရှင်ရေလေးတွေခံပြီးတော့စီပြန်လာတဲ့အခါမှာတော့အရန်ဆက်လုတ်ကောင်းတဲ့ခင်းသေးကြောင်ချက်လေးတစ်ခွက်ရပါပြီရှင်အရန်ကိုဓမင်းဆက်လုတ်မိန်စေတဲ့ဟင်းလေးတွေပဲဖြစ်ပါရရှင်